်အင်ဂျင်မိတ်ဆွေများလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်ရဲ့ဒါတတိယကလေးဖြစ်တယ်ပေါ့နော်โอเคအာဒီမှာကကျွန်တော်တို့ထွက်ထားတဲ့ကဏ္ဍတီ392နော်392နော်โอเคဒီမူလေးကလည်းကျွန်တော်လှပါတယ်ကျွန်တော်3ကတ်ဆိုင်ပေါ့နော်3ကတ်ဆိုင်မူလေးဖြစ်ပါတယ်ဗျာနော်3ကတ်ဆိုင်မူလေးဒါလည်းဆိုရင်ကျွန်တော်နဲ့အတူတူကြည့်ကြည့်အောင်ပေါ့နော်ကြည့်ကြည့်အောင်ဆိုတော့ကျွန်တော်တို့ဒီမှာနော်အဲ့တော့အစိမ်းလေးနဲ့ပြပေးမယ်ဒီ9ရေနော် ျွန်တော်တို့ဒီရှေ့က၃ညရေနော်ဒီလိုပေါင်းခြင်းနံပါတ်5ဒီနော်၃ည5ဆိုတော့ပေါင်းခြင်းနံပါတ်နံပါတ်မှာ5ဖြစ်တယ်ပေါ့နော်နံပါတ်5ဒီကျွန်တော်တို့ဒီမှာပါကြပြီးခဲ့လဲဆိုရင်နော်နံပါတ်5ဒီဒီလိုပေါင်းခြင်း4 5 6နော်ပေါင်းခြင်းနံပါတ်5လို့ကြပါတယ်နော်ခွာ5ဒီပေါင်းခြင်း5နော်ဒီနှလုံးပေါင်းခြင်း5ဒီ4 5 6ဆိုတော့ပေါင်းခြင်း5ဖြစ်တယ်လို့ နော်ဒီမှာ1ပြီးရင်3ညဒီမှာ4ဆိုပြီးတော့နော်1 3ညာ4เนาะကျွန်တော်တို့ပေါင်းခြင်းနံပါတ်5လို့ရိုက်ပါတယ်เนาะခွာ5ဖြစ်တဲ့အတွက်ဒီလို3လုံးပေါင်းခြင်း5ဖြစ်တယ်လို့ဒီလို3လုံးပေါင်းခြင်းဒီလည်း5ဖြစ်ပါတယ်เนาะโอเคဒါဆိုရင်တပင်နှစ်ပင်ချားပြီးရင်ကျွန်တော်တို့စစ်ပြီးတော့ကြည့်မယ်ပေါ့เนาะတပင်နှစ်ပင်ချားမှာကျွန်တော်တို့ရှိနေတာဒီဒီမှာလဲပါလဲကျွန်တော်တို့ဒီမှာ ship ခွန်เนาะအစိမ်းလေးနဲ့ကျွန်တော်ချိန်မယ် ရှစ်โอเคဒီမှာကခွန်နော်ရှစ်ခွန်ဒီကျွန်တော်တို့ဘာဖြစ်လဲခွာငါနော်ဒီမှာလဲကျွန်တော်တို့ခွာငါကတွေ့ပြီပေါ့နော်ခွာငါတွေ့ပြီဆိုတော့ဒီလိုပေါင်းချင်းဒီလဲဒီမှာ134ပေါင်းချင်းနံပါတ်ကျွန်တော်တို့ဘလောက်ဖြစ်လဲ5ဖြစ်ပါတယ်ခွာငါဖြစ်တဲ့အတွက်သုံးလုံးပေါင်းချင်း5ဒီလိုရောကျွန်တော်တို့6ဒီမှာ8ဒီမှာ10နော်6 8 10ဒီလဲ ပေါင်းခြင်းနံပါတ်5ဖြစ်ပါတယ်เนาะโอเคဒီမှာ5ဒီမှာ5ဒီမှာရောဒီမှာ3 2ဆိုတော့5ကကျွန်တော်တို့ထပ်ပြီးတော့ဖြစ်နေပြန်ပြီเนาะโอเคဒါဆိုရင်ဒီမှာလေးတစ်ချက်ဝိုင်းမယ်เนาะဒီမူလေးကကျွန်တော်ဒါအကြိုက်ထဲမှာပါတယ်ပေါ့เนาะโอเค3 2ဆိုတော့ကျွန်တော်တို့ခွာ5ကျွန်တော်လုံးဝဖြစ်နေပြန်ပြီเนาะခွာ5ဖြစ်နေတဲ့အတွက်ကျွန်တော်ဒီရှေ့ကမူလို့ပေါ့เนาะရှေ့ကမူလို့ ဒီလို၃လုံးပေါင်းခြင်းဒီလဲကျွန်တော်တို့၅ဖြစ်ပြရမယ်เนาะ၅ဖြစ်ပြဖို့ဆိုရင်ကျွန်တော်တို့ပါထိုက်တဲ့မလဲ၃ထိပ်เนาะ၃၉၃ပေါင်းခြင်းနံပါတ်ဒီနံပါတ်၅ဖြစ်တယ်เนาะခွာ၅ဖြစ်တဲ့အတွက်ဒီလိုပေါင်းခြင်းဒီနံပါတ်၅ဖြစ်မယ်ပြီးရင်ကျွန်တော်ဒီ2ရယ်ပြီးရင်ဒီ3ရယ်နော်ဒီခါတလုံးရေပေါင်းခြင်းဒီလေပေါင်းခြင်းနံပါတ်ဘယ်လောက်ဖြစ်ရမလဲနံပါတ်5ဖြစ်ပြရမယ်ဒီမှာက1 3ဆိုတော့ကျွန်တော်တို့3ညာလေးထည့်ပြလိုက်မယ်ဒါပေါင်းခြင်းနံပါတ် နံပါတ်5ဆိုပြီးတော့ကျွန်တော်တို့เนาะဟုတ်ပြီ3တုံညအတွဲเนาะ3တုံညအတွဲတော့တော်တော်မိုက်ပါတယ်โอเคကျွန်တော်ဒီမှာပြန်ပြမယ်ပေါ့เนาะအပိတ်ကကျွန်တော်ပြီးမှပြမယ်โอเคဒီလိုခွတုံညငါပေါင်းခြင်း5ဖြစ်တဲ့အတွဲတဲ့ကျွန်တော်တို့4 5 6ဆိုတဲ့ပေါင်းခြင်းနံပါတ်5ဖြစ်တယ်လို့တဲ့တုံညာ၄ဆိုတဲ့ပေါင်းခြင်းနံပါတ်ဒီလဲ၅ဖြစ်ပါတယ်တဲ့။တပင်နှစ်ပင်ချားပြီးတော့ကျွန်တော်တို့၈ခွန်ဆိုတဲ့ပေါင်းခြင်း ခွာပေါင်းခြင်း၅ဒီတဲ့၁၃၄၄ဆိုတဲ့ပေါင်းခြင်း၅ဖြစ်တယ်လို့တဲ့၈၆၁ဆိုတဲ့ပေါင်းခြင်းနံပါတ်နံပါတ်၅ဖြစ်ပါတယ်တဲ့တပင်တပင်ချားပြီးတော့၃နှစ်ဆိုတဲ့ကျွန်တော်တို့ပေါင်းခြင်းနံပါတ်၅ဒီ၅ဒီတဲ့၃၉၃ဆိုတဲ့ကျွန်တော်တို့ပေါင်းခြင်းနံပါတ်သုံးလုံးပေါင်းခြင်း5ဖြစ်မယ်ပြီးရင်2 3တုံညာဆိုတဲ့သုံးလုံးပေါင်းခြင်းနံပါတ်နံပါတ်5လို့ကျွန်တော်တို့ဖြစ်ပါတယ်။ Okay ဒီလိုရပြီးသွားရင်တော့ကျွန်တော်တို့အပိတ်ကိုတစ်ချက်ကြည့်အောင်ပေါ့နော်။အပိတ်ဒီကျွန်တော်ဒီကနေပဲ ခံထားရတယ်ပေါ့နော်အပိတ်ဒီကျွန်တော်ဒီနှလုံးပေါင်းခြင်းနော်ဒီနှလုံးပေါင်းခြင်းဒီတုံ냐ဖြစ်တဲ့အတွေ့တဲ့ကျွန်တော်တို့ဒီနှလုံးရဲ့တဲ့ကျွန်တော်ဒီအပိတ်ရဲ့ပေါင်းခြင်းဒီသူ့ရဲ့နှက်ကတုံ냐တုံ냐နှက်ကခွန်ဆိုပြီးတော့ရိုက်ပါတယ်တဲ့တုံလုံးပေါင်းခြင်းခွန်နော်ဒီ၄၆နှလုံးပေါင်းခြင်းဒီတုံ냐ဖြစ်တဲ့အတွေ့နော်၄၆ခွန်ဆိုတဲ့တုံလုံးပေါင်းခြင်းဒီတဲ့သူ့ရဲ့နှက်ကနော်ခွန်လို့ရိုက်ပါတယ်တဲ့နော်ဒီမှာ၁၉ เนาะပေါင်းခြင်းနံပါတ်ဒီ3ညပါတဲ့ဒီမှာ3ညတည်လေတဲ့3ညဖြစ်တဲ့အတွက်3လုံးပေါင်းခြင်း19ခွန်3လုံးပေါင်းခြင်းဒီတဲ့သူ့ရဲ့နှက်ခခွန်လို့ရိုက်ပါတယ်တဲ့เนาะဒါဆိုရင်ဒီမှာရှိနေတာဒီ3ငါနော်၃၅ပေါင်းခြင်းနံပါတ်ဒီနံပါတ်၈ဖြစ်ပါတယ်တဲ့နော်နံပါတ်၈ဖြစ်တဲ့အတွက်တရှင်းနှက်ခတ်ဒီ၃လုံးပေါင်းခြင်းနံပါတ်၁ဖြစ်ပြရမယ်တဲ့နော်၁ဖြစ်ပြဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့၃ပေါ့နော်โอเคအပိတ်ကတော့ပေါ့နော် ကျွန်တော်ဟိုတနေ့ကလည်းကျွန်တော်ပြခဲ့တယ်ဒီမှာအပိတ်လေးရှိတယ်ပေါ့နော်ဒီမှာနှလုံးပေါင်းခြင်းဒီကျွန်တော်တို့2 5ဆိုခွန်ဖြစ်တဲ့အတွက်ခွန်ပိတ်ဒီမှာ3ည5ဆိုတော့9ဖြစ်တဲ့အတွက်9ပိတ်3 3ည3ဖြစ်တဲ့အတွက်3ပိတ်ဒီမှာက36နော်ပေါင်းခြင်း9ဖြစ်တဲ့အတွက်9ပိတ်နော်โอเคကျွန်တော်အကြိုက်ကကျွန်တော်စီတွဲเนาะဒီ30ကိုဒါအဓိက main အနေနဲ့ဒါကစားစီခြင်းနဲ့နောက်ကို CD ဆွဲချလိုက်ပေါ့เนาะ301ကနေစပြီးတော့ကျွန်တော်309အထိเนาะ300အထိပေါ့เนาะ 300ကနေစပြီးတော့300ကိုအထိကျွန်တော်တို့ဆယ်ခွဲဆွဲချလို့လည်းရပါတယ်။ Okay ပါ။ဒါဆိုရင်တော့ဒီမူလေးကဒီလောက်ပါပဲဗျာနော်။ရှည်တွဲလေးအထိကဦးစားပေးအနေနဲ့ကစားစီခြင်းပါလေ။30အတွယ်နော်ရှည်တွဲကနောက်ကိုတော့ CD လေးဆွဲပါ။300 300တော့ဒီမူတိုင်းဆိုရင်တော့ဒါထိုးပေါ့နော်။ Okay ကျွန်တော်ဒီမှာခြာရေးပါမယ်။နောက် CD ပေါ့နော်။ Okay 300ရာကနေစပြီးတော့နော်။300ကနေစပြီးတော့300နဲ့6အထိ CD ပေါ့နော်။ စီဒီဆွဲရန်နော်โอเคပါအားလုံးပဲအဆင်ပြေကံကောင်းပါစေဗျာနော်ရှေ့ရွဲလေးကိုအဓိကပဲယူပါဒီမူတိုင်းဆိုပေါ့နော်အားလုံးပဲကျေးဇူးတို့တယ်မှာလဲကြိုင်နေတဲ့တဲ့ငယ်ချင်းတွေက like share တွေလုပ်သွားပြလို့ရပါတယ်ဗျာဘာပဲမှာ